အလုံးမင်္ဂလာပါဗျာဖိုကလင်းနီးပညာနေပြန်နေကျေးဇူးပါတယ်ဗျာဒီနေ့မှာတော့ Redmi phone သလုံး Redmi phone သလုံးမော်တော့ဒီမှာ password မသိတော့ပုံတော့ password ဖြတ်နေလေမြောက်ပေးမှာဖြစ်ပါတယ်အဲ message phone များလည်း password တွေမေ့သွားတာပဲဖြစ်ဖြစ် password ဖြတ်ချင်တာပဲဖြစ်ခုနေတိုင်းဖြတ်လို့ရပါတယ်ဗျာအဲတခုတော့ရေးကြည့်တာက तू က Gmail account တွေပိုင်း Gmail account password တွေပြန်တောင်းမယ် FB log ကြမယ်ပုံတော့ဒါကလို့ Gmail account တွေအဲတောင်းတော့ FB log ကြရင်လည်း FB log ဖြည့်နေပါဆက်လက်ပြီးမြောက်ပေးမှာဖြစ်ပါတယ်ဗျာ Okay ဒါဆိုရင်ကျွန်တော်ဒီကောင်လေးကို Redmi phone တွေကို password ဖြတ်ဖို့အတွက်ထုံးစံနိုင်မယ် power ပိတ်လိုက်မယ် โอเคပေါ်ပြလိုက်ပြီးတော့အတန်အတန်ချဲတဲ့ကလုတ်ရဲ့ပါဝါကလုတ်ရဲ့ကိုတွဲနေထားမှာဖြစ်ပါတယ်ရကာဘိုင်မုတ်ခေါ်တာပေါ့နော်ပါဝါကလုတ်ရဲ့အတန်ချဲတဲ့ကလုတ်ရဲ့ကိုကျွန်တော်တွဲနေထားလိုက်မယ်နော်โอเคပေါက်တက်လာလို့ရှိရင်ပေါက်ကလုတ်လေးကိုလွတ်ပြီးတော့အတန်းချဲတဲ့ကလုတ်လေးကိုဆက်နေထားပြီနော်โอเคဒါဆိုရင်ခုလိုမျိုးရဂါဘိုင်မုတ်ဝင်လာပါပြီပေါ်လာပြီပေါ့နော်မပေါ်လာပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကဒီနာ white data လေးကို โอเคကျွန်တော်ဒီမှာ white data တွေကိုရွေးပြရမယ်ရွေးဖို့တွဲအတန်းအတိုးချက်ခလုတ်နဲ့သွားမယ်เนาะဒါဆိုအတန်းအတန်းတို့တဲ့ခလုတ်နဲ့အပေါ်အောက်သွားလို့ရရင်เนาะဒီမှာအောက်လေးကိုသွားမယ်အတီးပြုတ်ဖို့တွဲ power ခလုတ်နဲ့တီးပြုတ်လိုက်မယ်เนาะမှာ white data လေးကို power ခလုတ်နဲ့တီးပြုတ်လိုက်မယ်โอเคဒါဆိုရင်တေချာလာမင်းတေချာလေးအောက်မှာ white all data လေးကိုနေလိုက်မယ်ဖုန်းလေးရှိတဲ့ data တွေအားလုံးပြက်မယ်เนาะအဲ့တော့အောက်ကိုသွားဖို့အတွက် power ခလုတ်အပေါ်မှာရှိတဲ့အတန်းတိုးချက်ခလုတ်နဲ့သွားမယ်เนาะโอเคအတီးပြုတ်ဖို့တွဲ white all data လေးကိုနေလိုက်မယ်โอเคတေချာလာမင်းတေချာရဲ့အောက်က အားလေးကိုရွှေ့လိုက်မယ်ဒီမှာ confirm လုပ်နေလိုက်မယ် power clock နဲ့ debug လိုက်မယ်ဒါဆိုရင် ferry reset ချနေပြီပေါ့နော်ဒီမှာရှိတဲ့ data တွေအားလုံးကိုဖျက်ပေးနေပါပြီတစ်ချက်တော့ဆောက်ပြပါဗျ Okay ဒါဆိုပြီးသွားပြီပြီးဒီမှာ back to memory node ကို power clock နဲ့ debug လိုက်မယ်ပြီးရင်တော့မာ reboot နေလိုက်မယ်မာ reboot နေဖို့အတွက်ဒီမှာ power clock လေးနေလိုက်မယ်အဲဒါဆိုရင် set ကပြိပြီးပြန်ဖွင့်မယ်မာ reboot system now မို့နော် Okay power clock နဲ့ပဲ debug လိုက်မယ် အဲဆိုရင်ဖုံးမပြန်ဖုံးမပိတ်ပြီးပြန်ဖွင့်လာမှာဖြစ်ပါတယ်ဗျအဲ့တော့တခါကြလို့ရှိရင်1မိနစ်လောက်ကြာတက်တယ်ခါလေး3မိနစ်လောက်ကြာတက်ပါတယ်ခဏလောက်စောက်ပေးပါဗျဟုတ်ပြီဒါမီဖုံးအလုံးအလုံးနေပါအဲ့တိုင်းပဲဖြစ်တာဖြစ်ပါတယ်အလုံးနေပါအတူတူပါပဲအော်ဒီနေ့မှာ FB လော်လေးဂျီမီကောက်တွေပါနေတော့ဂျီမီကောက်ဖြတ်နီးတွေဂျီမီကောက်ကြုံနေလဲဆက်လက်ပြီးမြောက်ပေးမယ်နော်မပါပါမပါလေးတစ်ချက်ကြည့်မယ်ဗျာနော်โอเคစိတ်ရှိရှင်နဲ့တော့ခဏလောက်စောက်ပေးပါဗျာเนาะတခါကြလို့ရှင်နဲ့1မိနစ်လောက်ကြာတက်ပါတယ်ဗျာโอเคကျွန်တော်တို့ချက်စောက်ကြည့်လိုက်မယ်เนาะ โอเคအဲ့ဆိုပြန်တက်လာပါပြီဗျအော်ပြန်တက်လာပြီဆိုတော့ဒီမှာသူ့ MN ရန်ဘာရှင်းနဲ့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဆက်တက်ကြော်ကြည့်မယ်နော်အာကျွန်တော်တို့ဂျီမီကောက်လေးပါမှာပါတစ်ချက်ကြည့်မယ်အဲဂျီမီကောက်ပါတော့ဂျီမီကောက်ကြော်နေမြောက်ပေးမယ်အဲ့တော့ပါမှာလေးဆက်ကြည့်မယ်နော်အဲမြားလေးနဲ့ဆက်သွားမယ်အာဒီမှာလေးမြားနဲ့ဆက်သွားမယ်နော်မြားလေးနဲ့ဆက်သွားမယ်โอเคအဲမြားလေးမြားနဲ့ဆက်သွားမယ်ဗျโอเคဒီမှာအမှန်ချစ်လေးပေးမယ်မြားနဲ့ဆက်သွားမယ် မန္တလေးများနဲ့ဆက်သွားမယ်နော်โอเคဒီမှာသူ wifi နဲ့ရှိ wifi နဲ့မချိတ်ပေးလိုက်မယ်နော်ကျွန်တော်တခြားချိတ်ချိတ်ကြည့်လိုက်မယ်โอเคကျွန်တော် wifi နဲ့တခြားချိတ်ချိတ်လိုက်မယ်โอเคပြီးတော့များနဲ့ဆက်သွားမယ်နော်များနဲ့ဆက်သွားလိုက်မယ်အော်ဒီနယ်လေးမှလည်းအဲ့လိုဝိုင်းလေခဏလောက်စောက်ပေးပါဗျာ โอเคဒီညရောက်လာရင်ဒုတ်ကော်ပီလေးနေပြီပဲเนาะဒုတ်ကော်ပီနေပြီမယ်โอเคအဲဆိုရင်သူကကျွန်တော်တို့ဒီမှာဒါဆိုရင်သူက Gmail ကောက်ပါနေပါတယ်ကျွန်တော် password မသိတော့ password ဖျက်လိုက်တာ password လာတောင်းတယ်တကယ်လို့ကွာကွာဒီထဲမှာဘာလို့တောင်းလဲဆိုတော့သူကဒီထဲမှာ Gmail ကောက်ပါနေလို့ပေါ့เนาะအဲ့တော့ အောက်ကကိုဝက်ကောက်လေးကိုချစ်လောက်နေကြည့်လိုက်မယ်။အိုကေဒါဆိုတော့ဂျီမေကောက်အပါနေတယ်။ဂျီမေကောက်လော့ပေါ့နော်။အဲ့ကောက်လေးကိုလော့တင်တော့လော့ဖြေလိုက်ရုံပါပဲ။လော့မတင်တော့ကြောမှာဖြစ်ပါတယ်ဗျ။ Okay ။ဒါဆိုရင်ဘာဖြစ်ဖြစ်ကျွန်တော်တွေအမေဖုန်းတွေရပတ်ဆွဲအားလုံးတော့ဖြတ်တက်ပြီးတော့ထင်ပါတယ်။ Okay ကျွန်တော်ဒီဂျီမေကောက်လော့ကြုံလေးကိုဆက်လက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးမြောက်ပေးပါမယ်နော်။ Okay အဆောင်ကျွန်တော်ပတ်ဆွမ်းမသိတော့ဘုံတော့ပတ်ဆွမ်းမသိတော့ရင်ကြုံနီလေးဆက်လက်မြောင်းပေးမယ်เนาะအဲ့တော့ပြန်ထွက်လိုက်မယ်အဲ့ဒါလည်းပြန်ထွက်လိုက်မယ်မြားလေးလည်းပြန်ထွက်မယ် Okay ဒီနေရောက်လို့ရှိရင်ကျွန်တော်တို့ရဲ့ အဲဒီမှာရှိတဲ့ add new network လေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးတော့စာလေးတစ်ခုရေးလိုက်မယ် www.youtube ပေါ့နော် youtube.youtube.com ကိုကျွန်တော်ရေးလိုက်မယ် youtube.com ကိုရေးလိုက်တဲ့ဒါလေးဖိထားလိုက်မယ်ဟောနော်ဒါလေးဖိထားလိုက်မယ်အဲဒီများလေးရှိတယ် โอเคညာလေးရှင်ဒီမှာအဲဒီကောင်လေးဘယ်ကနေသွားမလဲအဲဒီကနေသွားလိုက်ရတယ်ဒီကနေသွားလိုက်ရโอเคတစ်ချက်သွားကြည့်မယ်ဘောကလို့လေးပြန်ဖိလိုက်မယ်ဖိပြီးဒီမှာအကွင်းလေးရှိရင်เนาะအကွင်းလေးအကွင်းလေးကိုနှိပ်လိုက်မယ်โอเคဒါဆိုသူ update down နေတယ်ပေါ့เนาะ update down နေ update တစ်ချက်လောက်ပေးကြည့်လိုက်မယ်โอเคဒါဆိုရင်ဒီဟာနဲ့မရဘူးပေါ့เนาะမရရင်ကျွန်တော်တို့နောက်တစ်ခုဆက်လုပ်မယ် โอเคအဆိုဒီအဆိုဒီနေရာရောက်လာပြီဆိုရှင်ပေါ်လေးကိုတင်လိုက်မယ်ဒီမှာ annual လေးရှိတယ်အဲ့ညာလေးမှာအဲကျွန်တော်တို့တစ်ခုတစ်ခုလေးရေးလိုက်မယ်အဲရေးပြီးဖိထားလိုက်မယ်เนาะဖိထားလိုက်မယ်ဖိထားလို့ရှင်မြားလေးပါမြားလေးကိုနေလိုက်မယ်โอเคမြားလေးနဲ့ပြီးတော့မှ gmail software လေးကိုဖိထားလိုက်မယ်โอเคဖိထားပြီဆိုလို့ရှင်เนาะ notification လေးရှိတယ် notification လေးကိုနေလိုက်မယ်โอเคနေလိုက်ပြီးအပေါ်အောက်အောက်ဆုံးဆွကြပြီဒီမှာ android setting အဲ့ဒါလေး in the app ကိုနေလိုက်မယ် โอเคအဲ့ဒါနေလို့ပြီးရှိဒီမှာအဆက်အပြောက်လေးသုံးပြောက်ကိုနေမယ်အောက်က ham feedback လေးကိုနေလိုက်မယ်โอเคအဲ့ညာလေးမှာ DIS ရေးပေးမယ် DIS ကျွန်တော် app disable လောက်မှာဆိုတော့ကျွန်တော်အဲ့ဒီမှာရှိတဲ့ disable မမနော် disable android ဆိုလေးကိုနေလိုက်မယ်အပေါ်ဆုံးကလေးကိုနေလိုက်မယ်အပြီးလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီမှာပေါ်လာပြီဒီမှာ tab to go to application setting ဆိုတော့ဗာလက်ဒါလေးကိုနေလိုက်မယ် โอเคဒါဆိုလို့ရှိရင် app ထဲကိုရောက်သွားပြီเนาะ app ထဲရောက်သွားလို့ရှိရင် setting လေးကိုရှာမယ် setting လေးကိုရှာမယ် setting ရှာမယ် setting မှာဒီမှာ setting ပေါ့เนาะ setting တွေးပြီးဆိုရင် open လေးကိုနေလိုက်မယ်ဒါဆို setting နဲ့ဝင်သွားပြီအဲ့တော့ဒီမှာ phone box လေးကိုတစ်ချက်လောက်ရှိုးခြင်းရှိုးလို့ရသေးတယ်တစ်ချက်လောက်ကြည့်လိုက်မယ်เนาะအဲ့ဒါဆို android က11ပေါ့เนาะ okay uh, android 11ဆိုရင် second speed ပထမမတ်တက်နဲ့အဆင်မပြေတော့ဘူးပေါ့နော်ဒါဆိုဒုတိယမတ်တက်သုံးမယ်ဒုတိယဒုတိယမတ်တက်ကတော့ကျွန်တော်တို့တွေဒီမှာရှိတယ်အဲတော့ Android setting တွေကိုနှိမ့်မယ်ပြီးရင် ကျွန်တော်တို့က assistant menu လေးကို on ပေးမယ်အမှ accessibility သွားမယ်သွားပြီးတော့ဒီမှာဒီပေါ့နော်ဒီမှာဒီကောင်လေးကို on on ပေးရမှာဖြစ်တယ်နော်ဒါတော့ကျွန်တော်တို့ဟုတ်မိသားဖြစ်တယ်တို့ online လို့ရှိရင်ဒီမှာမလူပုံစံလေးပေါ်လာမယ်เนาะဒါလေးကိုဖွင့်ချင်တာပါဒါလေးပွင့်လာပြီဆိုရင်ရပြီအဲโอเคရပြီဆိုရင်ကျွန်တော်တို့တွေ အဲကျွန်တော်တက်သေးချောင်းပြန်ဖွင့်လိုက်မယ်နော်โอเคအဲ့ဆိုရင်ပွင့်လာပါပြီမပွင့်လာပြီနော်ပွင့်လာရင်ဖတ်ပြန်ထွက်မယ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 ်โอเคဒါလည်းပြန်ထွက်မယ်နော်များလေးနဲ့โอเคဒီနေရာရောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ move ဆိုတာလေးပါတယ်အဲ့ဒါလေးနေပြီး show system လေးကိုနေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ android set app တွေပါတွေကို store လုပ်မယ်အာကျွန်တော်တွေ Google Play service ကို store နဲ့ disable လုပ်မယ်เนาะအဲ့တော့အရင်ဆုံးဒီကောင်လေးကိုအရင်ဆုံး android setup တွေကိုအရင်ဆုံးကျွန်တော်တို့တွေ forget ဒီမှာ the disable ကျွန်တော်လုပ်ပြီးသားเนาะ disable ပါလုပ်မယ်အာ pv solution တော့အဲ့ဒီမှာเนาะ carrier service ကိုလည်း enable လုပ်မယ်ဒီမှာ full 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 store လုပ်မယ် full store လုပ်မယ် okay ပြီးရင်ကျွန်တော်တို့ရေအဓိကတော့ play topic ပေါ့နော် play topic ကို disable လုပ်ပြရမှာဖြစ်ပါတယ် play topic play topic okay ဒီမှာနော် play topic တွေ့ပါ play topic လေးကို disable လုပ်မယ် force stop လုပ်မယ် okay ရပြီပေါ့နော်အာပုံပြတိကျတော့ဒီကောင်လေးပါဒီကောင်လေးပါအော် sorry ဒီကောင်လေးပါ disable ကောက်လုပ်လို့ရရနော်ဒါလေးပါပိတ်လိုက်လို့ရတယ်။ Okay အဲဆိုပြီးလို့ရှိရင်တော့ပြည့်စုံတော့ပါပြီ။ အဲ့ဆိုရင်တော့ပြန်ထွက်မယ်နော်โอเคอะโซลูชั่นลงหลอดตัวบาบีเนาะลงหลอดตัวบีဆိုလို့ရှင်ပြန်ထွက်မယ်အာပြန်ထွက်လိုက်တော့မယ်เนาะပြန်ထွက်လိုက်တော့မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီမြလေးနှိပ်မယ်ပြီးရင်ဒီဘွား accident menu လေးနှိပ်ပြီးတော့ဒီ Google Assistant နှိပ်ပြန်มาဖြစ်တယ်เนาะโอเคတခါလေးဆက်နှိပ်မယ်เนาะကျွန်တော်ဆက်နှိပ်ပြမယ် မနော်โอเคဒီမှာ setting လေးပေါ်လာပြီเนาะပေါ်လာရင် disable လေးကိုနှိပ်ပေးလိုက်မယ်โอเค disable လေးနှိပ်ပြီးတော့မြားလေးနဲ့ပြန်ထွက်လိုက်မယ်เนาะ โอเคอ่ะဆိုရင်ကြော်တော့ပါပြန်เนาะဘာလို့အလုံးပြီးတော့ပါပြီအော်တခြားတော့ဆောက်ကြည့်မယ်ပြန်เนาะတေချာအောင်အဲတေချာအောင်ကြော်တော့ပြီးရင်လေပို့ပြီးတေချာတော့အောင်ကျွန်တော်တွေ free reset တွေချလို့ရအောင်เนาะโอเคအဆုံးပြီးတော့ပါပြီเนาะ ။အကောကျွန်တော် free visa လေးပြန်ချလိုက်မယ်နော်ပူပြီးတေချာသွားအောင်။အဲ့တော့သူရဲ့ MNU ဘာရှင်နေ okay diploma option နေပေါ်လိုက်တယ်ပေါ်ပြီးတော့ကျွန်တော် ferry set တွေချလိုက်မယ်เนาะအမှန်တကယ်တော့မဖော်ပဲချလဲရပါတယ်เนาะကျွန်တော်ပို့ပြီးစစ်ဖြစ်သွားအောင်လို့ပါ diploma option ပေါ်လာပြီဆိုလို့ရှိရင်တော့ပို့ရင် unlock လေးကိုအမှန်ချစ်လေးပေးလိုက် okay အဲ့ဆိုရင်တော့ကျွန်တော်တို့တွေ ဖယ်ရီဇက်လေးပြန်ချလိုက်မယ်နော်အဲ့ကျွန်တော် re set ရက်နဲ့ re reset လို့ရိုက်ချလိုက်မယ် free reset ပါတယ် free reset လေးပေါ့နော် free reset လေးချလိုက်မယ် free reset အဲ့တော့ခဏစောင့်မယ် အဲ့ဆိုရင်ပြန်တက်လာလို့ရှိရင်အားလုံးကောင်းတော့ပါပြီဗျ။ Okay ဒါဆိုမင်းဆောင်လို့မယ်မီဖုန်းတွေအားလုံး password တွေဖြတ်တတ်ပြီ။ Google ကောက်၊ Gmail ကောက်တွေကြော်တက်ပြီလို့ထင်ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ Lion Square Navy အပိတ်ကပါအောင်ဗျ။နောက်ပြီးတော့မှဆက်လက်တွေ့ပါအောင်မယ်ဗျာ။ Allo ve macala ma bia po quale ne pigna cane allo mo so bare bia like a subscribe ne bi a pe chava o bia bia bia